ယ်ပြင်နဲ့ကုန်းပြည်ပြင်တိုက်ရိုက်လဲသွားခြင်းအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဘာမီရီကတ်စ်အင်မင်းနေဆိုတဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရီကတ်ပြုလုပ်ပေးမဲ့ဇာကားလေးကတော့တဲထဲရင်ဖို့ဆန်းဆန်းခန်းစားစေရမယ်ပင်လယ်ပြင်မှာတာယာတဲ့မိသားစုဘဝလေးအကြောင်းပဲဖြစ်ပါတယ်ကဘာကြီးရဲ့80ရာခိုင်နှုန်းဟာရေမြေနှပြင်တွေနဲ့ဖုံးအုပ်သွားပြီးတော့အဲ့ဒီရေတွေဟာကုန်းပြည်ပြင်နဲ့ရောရှက်နေရာယူသွားရင်လူသားတွေဘာတွေဖြစ်ကြမလဲအသက်ဆက်ရှင်ဖို့အတွက်ပင်လယ်ကြီးရဲ့လက္ခဏာတွေဟာရေတွေပဲရောက်သွားတာလေဟုတ်ပါတယ်ပင်လယ်ရေတွေပဲရောက်သွားတာလေကဒဏ္ဍာရီလို့ ဟန်လင်းမြေကြီးထဲမှာအစားအသောက်လေးတစ်ခုရဖို့အတွက်အမေလိုက်သမားတွေနဲ့သူချကိုရစောပလောင်တီးကြရင် ရောမအသားစားကဏ္ဍကြီးတွေနဲ့အဗန်ချာဆက်ဆံကြည့်ရှုကြရမှာပါအဲ့ဒီလိုအဖြစ်ပြမျိုးကမ္ဘာမှာတစ်ချိန်ဖြစ်ပွားခဲ့ပြီးပါပြီလွန်ခဲ့သောနှစ်ပေါင်းသိန်းချီကအခုကျွန်တော်တို့သိတဲ့ဆာဟာရာဒေသကဏ္ဍကြီးဟာတစ်ချိန်ကပင်လယ်ပြင်ကြီးဖြစ်ခဲ့တယ်ဆိုတာကိုယုံကြမလားဇလန်ရဲ့အဆမှာတော့ကမ္ဘာပင်လယ်ပြင်ဟာအလှပတွေနဲ့ပြည့်နှက်နေပြီးတော့ကာရေဘီယံပင်လယ်ပြင်မှာမိသားစု၄ဦးကိုပိုင်အပျော်သင်းဖို့တစ်စီးနဲ့အပန်းဖြစ်ခီးထွက်လာကြပါတယ်။ရွှေချိန်နှုံမှုအဖြစ်နဲ့ ချစ်စရာမိသားစုလေးဟာကလေးတွေကြောင်းပိတ်ရဲ့အားလည်းရဲ့ကိုအပျော်စီးသင်းဖို့နဲ့ပင်လယ်တွေကိုရွက်လွင်လာခဲ့ကြတာဖြစ်ပါ रे ကလေးတွေရဲ့အမေဖြစ်သူကတော့ပင်လယ်တဲကိုလက်ပြစ်ကူးပြီးတော့ရေစိမ်ခံနေရင်းမှာသူတို့သင်းဖို့နဲ့ခလန်းလန်းကိုတဖြည်းဖြည်းရောက်သွားခဲ့တာကိုသတိမထားမိနေတာဖြစ်ပါ रे ဖခင်ဖြစ်သူကတော့သူသားငယ်လေးကိုငါဖမ်းတက်ဖို့ငါဘလို့မျှရသလဲဆိုတာသင်ကြားပေးနေပါ रे ရေကူးနေတဲ့အမျိုးသမီးကလည်းပင်လယ်ပြင်ရဲ့မောမမှန်တာကိုရိပ်မိပြီးတော့ညီမစီရေးပြန်ကူးမယ်အလုပ်မှာပဲပြန်မရပဲပင်လယ်ရေတွေရဲ့ဆွေးငင်ခြင်းကိုခံလိုက်ရပါ रे ညီမစီကိုအော်ခေါ်နေပြီးတော့ အမိဖြစ်သူကအီယာဖုန်းတစ်လုံးနဲ့မကြဘဲဖခင်ဖြစ်သူကသတိထားမိသွားပြီးတော့သူမိမကိုကယ်ပေးလိုက်ပါတယ်။ကလေးတွေကလည်းသူတို့အမေဂျူလီယာကိုဖတ်ထားကြပြီးတော့ဂျူလီယာအမျိုးသားဖြစ်သူကိုရေးစင်းနဲ့မျောပါပြီးတော့ပြန်မလာနိုင်တော့ဘူးထင်ထားတာလို့ဝမ်းနဲ့စွာပြောပြနေခဲ့ပါတယ်။အမျိုးသားဖြစ်သူကလည်းအားလုံးကိုပင်လေတဲ့ရေးစင်းကိုရင်တင်မဘောပါလာသူအားလုံးကိုအသိပေးပြီးမှသွားရမယ်လို့ထပ်ပြောလိုက်ပါတယ်။ညာဘက်ရောက်တော့ရေမိုးချိုးကြပြီးတော့သူတို့သားငယ်ဗန်ရဲ့မွေးနေ့ပွဲလေးကိုတင်မဘောမှာပျော်ရွှင်စွာကျင်းပကြပါရယ်။လက်ဆောင်တွေအချင်းချင်းပေးချပြီးတော့မိသားစု၄ယောက်ဓပုံအတူတကွရိုက်ကြပါရယ်။ နောက်ပြီးတော့သမီးကြီးဖြစ်တဲ့တက်စ်ရဲ့ဗီဒီယိုကောဝင်လာခဲ့ပြီးတော့သူမချစ်သူအဒန်းဖြစ်ပါတယ်မိသားစုဝင်တွေအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပြီးတော့လွမ်းကြောင်းဆွေးကြောင်းဘာညာပင်လယ်ပင်ထပ်မှအလွမ်းတင်နေပါတယ်တက်စီနဲ့အဒန်းဗီဒီယိုကောပြောနေရင်လည်းအဒန်းဘက်ကဗီဒီယိုမှာထူးဆန်းတဲ့ကောင်းကင်အလင်းရောင်ခြေတွေကတလန်းလန်းနဲ့ကြောချမ်းစရာခံစားမိလိုက်ပါတယ်အဲ့ဒါပြီးတော့ဗီဒီယိုကောလေးလိုင်းဖြတ်သွားရောထူးဆန်းတဲ့ကောင်းကင်ရဲ့အမူအရာအကြောင်းကိုသူ့အဖေကိုပြောပြနေပါတယ်အဲ့ဒီချိန်မှာပဲဘေးအန္တရာယ်တစ်ခုခုဖြစ်မှာကိုပထမဆုံးကြိုသိတဲ့သွေးနေတဲ့တော်ဝေးလာငါးတွေကတော့ သူတို့သင်္ဘောကြီးစီကိုအကူကြီးလာတောင်းခဲ့ပါလေ။ဖခင်ဖြစ်သူကတော့ဝေလာငါးရီယာကဘာကြီးရဲ့တန်းလိုက်ဆက်ခွဲအတိုင်းနေထိုင်နေ။ကန်ကက်လာတာဟာကန်ချီမှာမှုန်တိုင်းရှိလို့ရှောင်းလာတာဖြစ်မယ်လို့ကောက်ချက်ချပေးနေပါလေ။အဲဒီချိန်မှာဝေလာငါးကြီးတကောင်ဟာသူတို့သင်္ဘောကိုတိုင်မိပြီးတော့လေရဲ့ရေရဲ့နဲ့မော်တာလဲထိခိုက်မိသွားပါတယ်။ဖခင်ဖြစ်သူကသွားကြည့်တော့လေပန်ကနဲ့ခိုက်မိပြီးတော့ပခုံးတန်ရဟာအတော်လေးကိုပြင်ထန်ပြီးဂျူလီယာကလည်းဆေးထည့်ပေးလိုက်ပါတယ်။သူတို့တွေအားလုံးဟာလေရဲ့အရေးပေါ်ရေဒီယိုလိုင်းကိုဆက်သွယ်နေပြီးတော့လေပေါ်မှာတန်ရရထားတယ်။လေဆက်လည်းပြတ်နေတယ်လို့ပြောနေပါတယ်။ တဖက်ရေဒီယိုအသံဖန်းကဘာမှပြန်မပြောတော့ Google ရလဲမေ့နေကြတာဖြစ်ပါတယ်။ဖုန်းလိုင်းတွေလည်းမမိအခြေအနေတွေရဆိုးရင်စရာဖြစ်လာခဲ့ပြီးတော့ဘီလေပြင်ရစတင်ပြီးတော့ဒင်မောစီကိုအချက်ပေးမြည်တမ်းတွေထွက်ပေါ်လာပါတယ်။သူတို့တွေအားလုံးဟာတပြိုင်တည်းပဲကောင်းကင်ဘုတ်ကအလင်းတန်းကြီးတွေကိုတွေ့သွားပြီးတော့အဲ့ဒီအလင်းရောင်တွေဟာပင်လယ်ထဲကိုအနုယူပုံကျဲသလိုမျိုးတလက်ဆက်ပြစ်ခတ်နေပါတယ်။လေထွက်ခွာမဲ့အလုံးမှာလေဆက်ဟာလုံးဝအလုံးမလုံးတော့ပဲလေလဲရပ်ပစ်လိုက်ရပါတယ်။တန်လိုက်အမြောင်တွေကလည်းကြောင်ကြံတွေလည်းဖြစ်ပြီးတော့ကဘာကြီးဟာဝင်ရိုးစုံတွေပြောင်းလဲကုန်ပြီးတော့ပင်လယ်ပြင်ကလည်းမာယာတွေထုတ်သုံးလာခဲ့ပါတော့တယ်။ အဖြစ်ပြတွေဟာမြန်ဆန်လွန်းလာကြောင်းပင်လယ်လိုက်ရဲ့ရိုက်ဖို့တန်းတွေကြောင်းခဏကိုယ်ထဲမှာရှိသည်မြအစားအသောက်တွေပြန်အံ့ချပြီးတော့မူဝေကုန်းကသူတို့အားလုံးလဲတရေရသွားပါတော့တယ်မနက်ခင်းလေးမှာနိုးလာခဲ့အရင်ဆုံးမင်းကိုလွမ်းပါတယ်မဟုတ်ဖဲနဲ့ရှုပ်ရှက်ခတ်နေတဲ့သင်္ဘောပြကြီးထဲကနေပြီးတော့သူတို့တွေထွက်လာခဲ့ပြီးကဘာဟာပထမဆုံးကြောက်ခိကြီးကိုပြန်တွေ့လိုက်ရသလိုအရာရာဟာပင်လယ်ပြင်လို့ပဲပြောရမလားပူပင်း၆ကက်နေတဲ့တဲကန်နိုင်ရလားမသိခွေတော့ပါဘူးရေတွေပဲရောက်သွားတာလေဟုတ်ပါတယ်ပင်လယ်ရေတွေပဲရောက်သွားတာလေ တို့တို့မရှိတဲ့ပင်လယ်လွေပြင်ကြက်ကြီးမှာကုကေရမယ့်၄ယောက်သားဖုန်းလိုင်းတွေလည်းမမီအဆက်အသွယ်လည်းမရပဲဒုက္ခနဲ့လှလှနဲ့တွေ့ကြပါပြီအရတေသားတွေကိုကြည်ပြန်ရင်လဲဝင်ရုံစုံညွန်ပြတဲ့တန်လိုက်အင်မြောင်ကလည်းမြောင်ရက်ကိုညွန်ပြရမယ့်အလို့မှာတောင်ဘက်ကိုညွန်ပြနေပြီးတော့အသက်ရှင်နေတဲ့သူတွေရှိအောင်မှာပါဆိုပြီးတော့ဆက်သွယ်နေပါတယ်အဲဒီလိုတူညီတဲ့ဖြစ်စဉ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းကျော်ကဖြစ်ခဲ့ပူပါတယ်ဆာဟာရာဒေသနာရရဲ့ဖြစ်စဉ်ပါပဲပင်လယ်ရေတွေဟာကုန်းပေါ်ကိုရောက်ပြီးတော့ပင်လယ်ပြင်ဟာကုန်းမြေပြင်ဖြစ်သွားခဲ့တာပါ ထခင်ဖြစ်သူတွန်ဟာသူသားဗန်ကိုရှင်းပြနေတော့တက်စီဟာသူပဲအတန်ကိုသတိရသွားပြီးတော့သိပြက်သွားပါတယ်။ဂျူလီယာကသမီးတက်စီကိုနှစ်သိန်းကိုလိုက်လာခဲ့ပြီးတော့အချိန်ကြီးဟာဘာမှမသိရသေးတော့စိတ်အေးအေးထားဖို့ပြောပါတယ်။တက်စီကတော့သူမအမေကိုနှင်ထုတ်ခဲ့ပြီးတော့တယောက်တည်းအတန်ဘုံကိုကြည့်ပြီးတော့ဝမ်းနဲ့နေခဲ့ပါတယ်။ဒီမိုဒယ်ကစားစရာတွေကိုပြန်ကောက်ထည့်လိုက်ပြီးတော့ ။ဗားဖြစ်သူဘန်ရဲ့မိုးပြန်ပူပေါင်းတဲ့အဆက်အသွယ်လှုပ်ထားတာကိုမိသားစုတွေကချီးကျူးလိုက်ပါတယ်။နေတော်တဲ့နေပြီးတော့သူတို့အားလုံးဟာရေဒီယိုအသံလိုင်းကိုတယောက်ယောက်နဲ့ဆက်သွယ်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ Channel 16ကနေပြီးတော့노ဆိုတဲ့သူကရေရောသူတေသနာအဖွဲ့ခေါင်းဆောင်ဂင်ငုတ်သင်းဖို့ကနေပြီးတော့အဆက်အသွယ်ရတာဖြစ်ပါတယ်။နိုဟာရင်ကုန်သင်းမုန်းနဲ့ရင်ကုန်နေတဲ့အချိန်မှာကုန်းမီပြင်းဖြစ်သွားပြီးတော့ရေတွေအကုန်လုံးဝင်ရိုးစွန်းတစ်ဖက်ကိုပြောင်းသွားတယ်လို့ပြောလိုက်ပါတယ်။ပင်လယ်ရေတွေပြန်လာနိုင်တယ်အလုံးစုံတစ်ဖက်ကြာနိုင်တယ်။ပင်လယ်ရေတွေပြန်လာရင်ရိုက်ခတ်မှုကအရင်ပြင်းထန်လာတော့ ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားဖို့လိုအပ်မယ်ပြောပြီးတော့နိုးနယ်ပူပေါင်းမှုအတွက်နိုးရှိတဲ့နေရာကိုမေးနေကြပါတယ်။တွန်နဲ့ဂျူလီယာတို့ကလည်းသူဟာသမိုင်းသူရတနာကဖြစ်ပြီးတော့သူမိမကဆရာဝန်ဖြစ်တယ်။ဒါကြောင့်သူတို့ကလေးနှစ်ယောက်ကိုပဲကဲပေးရင်ဖြစ်တယ်လို့တောင်းဆိုနေပါတယ်။အဒီတော့노화သူစီလာခဲ့ဖို့ပြောပြီးတော့မနက်ဖြန်အတွက်ခရီးစတင်ထွက်ဖို့ပြင်ဆင်နေကြပါတော့လေ။နောက်ရက်မနက်လေရောက်ရောနိုရှိတဲ့နေရာကိုထွက်ခွာဖို့ရိတ်ခါတွေထုတ်ဖို့နေကြပြီးတော့ကန်ဆုံးမှုဟာလည်းချတင်လာခဲ့ပါတယ်။ တုံဟာ၆ကက်နေတဲ့ပင်လယ်ပြင်ထဲမှာငါးဖမ်းလာတဲ့လူတို့ဦးနဲ့ခွေးတကောင်ကိုတွေ့လိုက်ရတော့ပြောသွားပြီးတော့အဲ့ဒီသူနားကိုသွားပြီးတော့ရေပူပေးလိုက်ပါတယ်။လူကြီးကရေလဲတော်ပြီးတော့တုံရဲ့ကကြမဟာတခိုးတရုတ်ကန်းသလိုပါပဲ။အဲ့ဒီလူဆိုးရဲ့ဆော်ပလော်တေးချင်းကိုခံလိုက်ရပြီးတော့တုံလဲနေရာမှာတင်ကိစ္စလျှော့သွားပါတယ်။ဂျူလီယာအော်ဟင်းငိုယိုနေပြီးတော့ထွက်ပြေးမဲ့အလုံးပါပဲ။လူဆိုးရဲ့ဓာတ်နဲ့ပြစ်ပေါက်တော့ကိုခံလိုက်ရပြီးတော့ပခုံးတန်ရရသွားပါတယ်။ဂျူလီယာဟာသူမကလေးတွေကိုခေါ်ပြီးတော့လုံလုံတဲ့နေရာမှာပုန်းစီခဲ့ပြီးတော့သူမမဟုတ်ဘဲတခြားသူလာခဲ့ပါကအာရီတနန်းနဲ့ပြစ်လိုက်လို့မှာပြီးတော့ လူစိမ်းအယူးကိုပုံနေခဲ့ပါတယ်။လျှဝမ်းဘိုက်ကနေပြီးတော့ဂျူလီယာဟာအပြင်ထွက်လာခဲ့ပြီးတော့လူစိမ်းရဲ့ခွေးအားထထောင်ပြီးတိုက်ခိုက်တော့စိတ်မကောင်းစွာနဲ့ပဲခွေးကိုတားနဲ့နေပံပို့ပေးလိုက်ရပါတယ်။လူစိမ်းကောင်ကလည်းခွေးလျှောသွားတော့ဝမ်းနဲ့နေခဲ့ပြီးတော့ဂျူလီယာကတော့သားသမီးတွေရှိရာလေဘကိုပြန်တက်လာခဲ့ပါတယ်။လေဘမှာလူစိမ်းကောင်နဲ့သူချကိုချနောင်ချင်းပလေးနေပြီးတော့ကလေးတွေရဲ့တနက်စာမိသွားပြီးတော့တနက်ဟာမိကြီးတနက်ဖြစ်တာမို့တင်ပေါ်လည်းမိဆွဲသွားပါတယ်။ဂျူလီယာနဲ့ကလေးတွေဟာတင်ပေါ်ကနေပြီးတော့စာနယ်ဇင်းခါတွေတည်ယူပြီးတော့ထွက်လာခဲ့ပါတယ်။ လမ်းမတော်တွင်ရဲ့ body ကိုဝန်းနေသောနှုတ်ဆက်ခဲ့ကြပြီးတော့노ရှိရဲ့ရဲကိုခရီးဆက်ခဲ့ကြပါလိ။တကောင်သားကလည်းသူတို့သားမိသုံးယောက်အနောက်ကိုမျက်ခြေမပြတ်လိုက်နေပြီးတော့နေရာတနေရာမှာတော့노ရှိရဲ့မြေပုံကိုဂျူလီယာကကြည့်နေရင်းနဲ့တယောက်နဲ့တယောက်အပြစ်မမြင်ပဲရှေ့ဆက်ကြဖို့ပြောနေပါလိ။တုံဆုံးပါတာဟာဖြစ်ချင်းတန်လို့ဖြစ်သွားတာလို့ပြောပြီးတော့အယုဓမာကောင်နဲ့ထက်လိုက်လာပါလိ။ပြီးရင်လိုင်းရင်းနဲ့ပဲအချင်းတွေကနေတူကကြော်ခဲ့ပြီးတော့ ။တာဖြစ်သူပန်ရေတဲ့ခန်းချောင်းလေးလိုရေးတိုက်လိုက်ပါရယ်။ရေတွေဟာအဖုံးမလုံးတာမို့အကုန်ထွက်ကြခဲ့ပြီးတော့သူတို့အားလုံးပင်လယ်ထဲမှာရေဒုက္ခသည်အဖြစ်နဲ့ဂျူလီယာနဲ့သမီးတက်စီတို့စကားများခဲ့ကြပြန်ပါရယ်။အဒီကန်နဲ့ခရီးဆက်ခဲ့ကြပြီးတော့နေရာတနေရာမှာတော့လေရင်ပြည့်ကြီးကိုတွေ့တော့ပါလာတဲ့အဆာအဆာလေးတွေထုတ်ဆားကတရတာနားခိုရင်းနဲ့ တွန်နဲ့ဂျီလီယိုတို့တွေ့ခဲ့ပုံလေးတွေကိုလည်းသမီးဖြစ်သူကိုပြန်ပြောပြနေခဲ့ပါတယ်ဒီလိုနဲ့တရသာကုံဆုံးခဲ့ပြီးတော့မနဲ့ဝီလီဝီလင်းမှာတော့တက်စီဟာအပေါ်သွားရန်လေယာဉ်ပြင်ကိုထွက်ခဲ့ပြီးတော့သကောင်သားကလည်းဘေဘဝကအညိုးတွေနဲ့ရမ်းမှုခြင်းတွေလည်းမသိဘူးတက်စီကိုလက်ဦးမဲ့အလုံးမှာဂျူလီယာကလည်းလက်ဆက်ဆက်တက်ထားသလိုမျိုးဓာတ်ချက်ရည်အများကြီးနဲ့ထိုးချလိုက်ပါတယ်လူစုကောင်လည်းရှော့သွားခဲ့ပြီးတော့မနဲ့လေရော်ရော်ရုပ်ပြနေခဲ့ပြီးတော့တရဝတကောင်ကောင်ရဲ့ဆက်ဆုပ်ဖြစ်ထားခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်ပင်လေပင်ရချက်ချင်းခန္ဓာရလို့ဖြစ်သွားတာမို့အသက်ရှင်ရုံးကန်ဖို့လူမပြောနဲ့ တနဝါရီတုန်းကမိယာနိဆက်ရောက်ကိုလက်အုပ်မှုရယူရရတော့မှဖြစ်ပါလေ။အဲ့ဒီလူနဲ့ရှေ့ဆက်လျှောက်လာကြပြီးတော့နေရာတော်တော်များများမှာကြန့်ရှိနေတဲ့ပင်လယ်ရေတွေနဲ့ပင်လယ်တတဝါတွေပျက်စီးနေကြတာကိုတွေ့ရမှာပါ။ဘာဟာရေတွေကိုအငမ်းမရတောင်းနေပြီးတော့တိတ်မကြခင်မှာပဲဖြားနာမှုကိုစတင်ခန်းစားခဲ့ရပြီးဂျူလီယာကစိတ်ထိုးပေးလိုက်ပါတယ်။သူတို့သားမီး၃ယောက်ဟာပင်လယ်ပြင်ကြီးထဲမှာပြေးလွှားနေခဲ့တာ၄ရက်လောက်ရှိပြီဖြစ်တာမို့ခရီးဆက်ရံပြင်ဆင်ပြန်ပါတယ်။ဂျူလီယာဟာအတန်းတန်းကိုကြားလိုက်ရပြီးတော့အဲ့ဒီအတန်းတွေဟာသူတို့ရှေ့ရကိုဥတီလာနေတာကြောင့်သားသမီးတွေကိုခေါ်ယူပြီးတော့ပြေးရပြန်ပါတယ်။ တောင်ကုန်းတစ်ခုရဲ့အောက်မှာတော့ကိုဒိန်နာတွေနဲ့လူသွုံးရောက်ကိုတွေ့ရပြီးတော့အကူကြီးတောင်းဝင်အလုံးမှာအေယာမအသာသာကဏန်းတွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဂျူလီယာခြေတော်မှာတရားရသွားခဲ့ပြီးတော့ကိုဒိန်နာရဲ့ပေးမဝင်တဲ့သူတွေကတော့ကဏန်းစာမိသွားပြန်ပါတယ်။ဂျူလီယာနဲ့တက်စီဘန်လူသွုံးရောက်ဟာကြောက်အားလန့်အားနဲ့ဖတ်ပြီးတော့ငိုနေကြပြီးဂျူလီယာဟာကဏန်းစိတ်မိပြီးတော့မေးသွားခဲ့ပြန်ပါတယ်။နောက်နေ့မနေ့အေယာကနိုးလာခဲ့ပြီးတော့သားသမီးတွေကိုအော်ခေါ်ကပြလဲရေးပြန်လာဖို့ အရသာကြာရှိတဲ့ခရီးကိုဆက်ဖို့ပြင်ဆင်လိုက်ပါတယ်။လုံနဲ့ဖုံးဆက်သွေးရခဲ့ပြီးတော့နေရာတော်ဆောင်သွားခဲ့တာကြောင့်ပင်လယ်ရေဟာပြန်လောက်လာဖို့နိုင်ပိုင်းလောက်သာကြာရှိနေခြင်းကိုသိသွားကြပါတယ်။ဒီလိုနဲ့လူရဲ့တင်းနေရာကိုအချက်ပြစနစ်နဲ့အချက်ပြခိုင်းပြီးတော့လူရှိတဲ့နေရာကိုအရောက်သွားဖို့ကြိုးစားကြပြန်ပါတယ်။လူကလည်းဒဏ်ရာကြီးကြီးမားမားရထားပြီးတော့အချိန်မရှိတော့လို့သူစီအမြန်လာဖို့တောင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့သူတို့တွေသုံးယောက်ဟာနှိုးရှိတဲ့နေရာကိုရှုံမြောင်းလေးထူထပ်ပြီးတော့မြေဆိုင်ခဲတွေနဲ့စီးကြနေတဲ့ရှုံကြီးတွင်းကနေပြီးတော့ကြောဖြတ်ခဲ့ရပြန်ပါလေခလေးတွေနဲ့မိခင်ဟာရှုံမြောင်းဘောကခဲတွေပြုတ်ကြတဲ့တန်းကြောင့်လူစုကွဲသွားပြီးတော့ခလေးတွေကိုသူမမပါပဲနှိုးစီရောက်အောင်သွားသူတို့ကိုလာရှာမယ်လို့ကတိပေးလိုက်ပါလေအဲဒီမှာပဲတက်စီယာမောင်လေးဘန်ကိုခေါ်ပြီးတော့နိုစီမာပြန်ထားခဲ့ကသူ့မေစီကိုပြန်လာခဲ့ပါလေဂျူလီယာကလည်းတစ်ဖက်မှာအသာသာကနန်းတွေရဲ့ရန်ကိုသူသေးကိုသေးကဝယ်နေပြီးတော့ပါလာတဲ့တနက်ကြီးစံအကုန်မှာတော့တက်စီလာခေါ်လို့လုံသွားခဲ့ပါလေ သူတို့သုံးယောက်နိုစီအယောက်မှာတော့နိုဟာလဲချသွားပြီးတော့ကနန်းနေဆွဲသွားတာကိုခံလိုက်ရပါတယ်။ဂျူလီယာတို့ကလည်းရင်ကုန်သင်းပေါ်ထဲဝင်ခဲ့ချပြီးတော့ပင်လယ်ရေတွေကလည်းပြန်လာခဲ့ပါတယ်။ရင်ကုန်သင်းပေါ်မှာထိခိုက်မှုမရှိအောင်နေရာယူခဲ့ပြီးတော့သူတို့တွေပြန်လို့လာမှာတော့ကန်ဆာမှာတောင်းတင်နေတဲ့အခြေအနေဖြစ်ခဲ့ကြပြီးတော့အိမ်ပြန်ရောက်သွားခဲ့ကြပါတော့တယ်။ဇလန်းလေးကတော့ပြီးဆုံးသွားပြီဖြစ်တာမို့ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်လာမယ့် recap တွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင်း like and subscribe လုပ်ထားဖို့လည်းတောင်းဆိုလိုက်ရပါတယ်ဗျာ။